မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။မင်းအွန်လိုင်းရုရှားရောက်ရှိခြင်းယူကရိန်းရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝေဖြစ်ဒရုန်းများနဲ့တတိယနေ့ဖြင့်ဆက်လက်တိုက်ခိုက်ပြီးမော်စကိုလေးစိတ်မှာလေကြောင်းခီးစင်240ကျော်ဖြတ်သိမ်းရွှေ့ဆိုင်နေကြောင်းတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းရုရှားနိုင်ငံကိုရောက်ရှိနေချိန်ယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ပြည့် drone တွေနဲ့တတိယနေ့ဖြင့်ဆက်လက်တိုက်ခိုက်လိုက်ပြီးရုရှားနိုင်ငံကလေကြောင်းခီးစဉ်240ကျော်ဖျက်သိမ်းရွှေ့ဆိုင်းလိုက်ကြောင်း AP သတင်းတရက်မှာဖော်ပြထားပါတယ်။ ရုရှားစံတော်ချိန်မေလ9ရက်နေ့မနက်ပိုင်းနဲ့ညနေပိုင်းမှာယူကရိန်းကရုရှားနိုင်ငံမော်စကိုမြို့ကိုတာဝန်ပစ်ဒရုန်းများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအကြံဘက်စစ်ကောင်စောင်မင်းအောင်လိုင်ကရုရှားစံတော်ချိန်မေလ9ရက်နေ့ညနေ4နာရီမှာရုရှားနိုင်ငံမော်စကိုမြို့ကိုဆိုင်ရောက်ခဲ့ပါတယ်။ ယူကရိန်းက drone တွေနဲ့ရုရှားနိုင်ငံမော်စကိုမြို့ကိုတိုက်ခိုက်မှုမှာတတိယနေ့တိုက်ခိုက်မှုဖြစ်ပြီးရုရှားကရှင်းပြနေအောင်ပွဲနေ့အစည်းအပြအခမ်းအနားအတွက်ပြင်ဆင်နေချိန်မှာယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်မော်စကိုမြို့ရှိအဓိကလေးစင်များမှာလေကြောင်းခီးစင်များဖြတ်သိမ်းခြင်း၊ရွှေ့ဆိုင်ခြင်းများလုပ်ဆောင်ခဲ့ရပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့်ရုရှားလေကြောင်းလိုင်း အရိုဖလော့ကမေလ9ရက်နေ့မနက်ပိုင်းမော်စကိုမြို့ကိုအသွားအပြန်လီယင်ခီးစင်ပေါင်း100ကျော်ကိုဖျက်သိမ်းခဲ့ရပြီးလေကြောင်းခီးစင်140ကျော်မှနှောင့်နှေးခဲ့ရပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့တော်ဝန်ကမေလ9ရက်နေ့မနက်အစောပိုင်းယူကရိန်းရဲ့ drone ကိုစင်းနဲ့တိုက်ခိုက်မှုကိုတားဆီးနိုင်ခဲ့ကြောင်းမေလ9ရက်နေ့ညနေပိုင်းမှာယူကရိန်းရဲ့တိုက်ခိုက်ရေး drone 15စင်းကိုချိန်မုံခဲ့ရကြောင်းသိရပါတယ်။ ယူကရိန်းရဲ့ဒရုန်းတွေနဲ့မော်စကိုမြို့ကိုတိုက်ခိုက်မှုတွေကမေလ9ရက်နေ့ရုရှားရဲ့နှစ်80ပြည့်ရှင်ပြည်နေနှစ်ပတ်လည်ခမ်းနားပြင်ဆင်မှုကိုနှောက်ယှက်ဖို့ရည်ရွယ်ထားပုံရတယ်လို့သတင်းတွေကဆိုပါတယ်။ယူကရိန်းရဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ယူကရိန်းစစ်ပွဲမှာအခြေအနေကောင်းမွန်နေပြီလို့ရုရှားသမ္မတပူတင်ရဲ့သတင်းပေးမှုကိုလက်ခံထားတဲ့ရုရှားနိုင်ငံသားတွေကိုတုံ့လုံစေခဲ့ကြောင်းရုရှားနိုင်ငံကိုလာရောက်တဲ့နိုင်ငံတကာကောင်းဆောင်များကြာရုရှားနိုင်ငံအတွက်အရှက်ရစေနိုင်ကြောင်းသတင်းတွေကဆက်လက်ရှိသားပါရယ် ေလ9ရက်နေ့ရှင်ပြည်နေချီတက်ပွဲအတွက်ရုရှားကလုံခြုံရေးတင်းကျပ်ထားပြီးတရုတ်သမ္မတရှီဂျင်ပင်နဲ့ဘရာဇီးသမ္မတတို့ပါဝင်နိုင်ငံ20ကျော်မှခေါင်းဆောင်များတက်ရောက်ကြမှာဖြစ်ပါတယ်။ယူကရိန်းသမ္မတဇယ်လန်စကီကမေလ9ရက်နေ့ရုရှားရှင်ပြည်နေ80ပြည့်ချီတက်ပွဲကိုတက်ရောက်မဲ့သူတွေရဲ့လုံခြုံရေးကိုတာဝန်ယူနိုင်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရုရှားနိုင်ငံကမော်စကိုမှာကျင်းပမဲ့ရှင်ပြည်နေ80ပြည့်အောင်ပွဲခန်းနာရီနဲ့တိုက်ဆိုင်စွာတစ်ဖက်သက်82နိုင်ကြာအပြည့်ခန့်ရက်စဲထားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းစစ်ကောင်စီလက်အောက်လာရှုမြို့မှာဓမြတိုက်မှုဆိုးရွားနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီပြန်ဝင်လာပြီးနောက်ဓမြတိုက်မှုငားမှုဖြစ်တရခမ်းမဖမ်းမိသေးဘူးလို့သိရပါတယ်။စစ်ကောင်စီဖွဲ့ပြန်လည်နေရာယူထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့မှာဓမြတိုက်လူရဲမှုတွေဆိုးဝါးစွာဖြစ်နေပြီးမေလ6ရက်နေ့ခုနှစ်ရက်တွင်ဓမြတိုက်ခံရမှုသုံးမှုဖြစ်ခဲ့ပါတယ်။မေလ9ရက်မနက်ပိုင်းနဲ့ညနေပိုင်းမှာလာရှုမြို့ရှီပန်းလန်းဆောင်နီးရှိကားဝက်ရှော့တစ်ခုနဲ့စားသောက်ဆိုင်တစ်ဆိုင်ကိုတနက်ကင်ထားတဲ့လူတို့ချို့ကဓမြတိုက်သွားတယ်လို့မြို့ကန်တအုပ်ကပြောပါ ါတယ်မိမန်းလမ်းမကြီးပေါ်မှာပဲဖြစ်တာနေတိုင်းဖြစ်နေတာတရားဝင်စုံမှုမှုကဘာမှမရှိတော့ဘူးလို့လာရှုမြုကန်တုံးကပြောပါရယ်မေလာ၆ရက်ကလည်းအမှတ်တရစကန်တိုက်တန်းရှိဖုန်းဆိုင်ဓမြတိုက်ခံရမှုဖြစ်ခဲ့သေးတယ်လို့မြို့ကန်တုံးကပြောပါရယ်အထက်ပါဓမြတိုက်မှုတုံးမှုမှာလူထိခိုက်ခြင်းမရှိတော့လဲကငွေနဲ့ဖုန်းများပါသွားတယ်လို့သိရပါရယ် လာရှုမြို့မှာနီးလင်ခင်နေမှာဓမြတိုင်းမှုတွေဖြစ်ပွားပြီးတတိပြုနေထိုင်ဖို့စစ်ကောင်စီဝါဒဖြန့်ချင်ရင်တင်းထောင်မိကန်တွေကိုယ်တိုင်တတိပြီးနေတာဖြစ်ပါတယ်။အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခါအပါဝင်လာရှုမြို့ကိုကိုကန်တက်မတော် MND က2024ဩဂုတ်လမှာတင်ပိုင်ထိန်းချုပ်ခဲ့ပြီးအထူးဒေသအဖြစ်ထည့်သွင်းသတ်မှတ်ပြီးအုပ်ချုပ်ရေးတရားအသက်သွင်းနေစဉ်တရုတ်အစိုးရရဲ့ဖိအားကြောင့်စစ်ကောင်စီထံပြန်ပေးလိုက်ပါတယ်။မြို့ပေါ်ရက်ကွက်12ခုကိုသာ MND ကပြန်ပေးတာဖြစ်ပါတယ်။ AB 19ရက်မှစပြီးလာရှုမြို့ကိုစစ်ကောင်စီဖွဲ့ပြန်ဝင်လာစဉ်ကလည်းတရုတ် ကိုယ်စားလှယ်တင်ရှိခြင်းဥဆောင်နဲ့ပြစ်ခတ်ရဲစဲမှုစောင့်ကြည့်ရေးဖွဲ့ရဲ့အကာအကွယ်နဲ့ပြန်ဝင်လာတာဖြစ်ပါတယ်စစ်ကောင်စီကလာရှုမျိုးကိုမအုပ်ချုပ်နိုင်သေးပဲတရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေဖြစ်တယ်လို့မြို့ကန်ချုပ်ကဆိုပါတယ်စစ်ကောင်စီပြန်ဝင်လာတဲ့ AB 20ရဲ့နောက်ပိုင်းဓမြတိုက်မှုငါးမှုဖြစ်ခဲ့ပြီးတရားခံဖမ်းမိခြင်းမရှိသလိုရဲတိုင်စရာနေရာလည်းမရှိကြောင်းမြို့ကန်တွေကပြောပါတယ်စစ်ကောင်စီကပါအုပ်ချုပ်ရေးမှမလဲပတ်နိုင်မှုစေးရုံတော့မလဲပတ်နိုင်သေးဘူးတခုခုဖြစ်ရင်တိုင်စရာနေရာလည်းမရှိဘူးကိုကန့်အုပ်ချုပ်ထုံးကဒီလိုမျိုးမဟုတ်ဘူးကိုကန့်ကချက်ချင်းအရင်ယူတာအခုအချိန်နေဆိုးသွားပြီလို့ ို့လာရှိုးမြို့ကန်တောင်ကပြောပါတယ်စစ်ကောင်စီဖွဲ့စိုးမိုးထားတဲ့ရှမ်းကုန်မန္တလေးပြည်ဦးလွင်နယ်မုံရမျိုးတို့မှာလည်းဓမြတိုင်လူသက်လူရမှုတွေမကြာခဏဖြစ်ပွားနေရလို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။ ကျောက်ပြူမြို့နယ်မင်းတပ်တောင်တိုက်ပွဲမှာအင်အား80ကျော်ပါတမ99စစ်ကြောင်းအဆက်အသွယ်ပြတ်တောက်ပြောင်းဆုံးနေပြီးလက်ကမော်ယွာနီစစ်တပ်စခန်းကိုအင်အားကသိမ်းပိုက်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကျောက်ပြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကကဲစခန်းတိုက်ပွဲမှာစစ်ကောင်စီတပ်ပမာအင်အား80ကျော်ပါတမ99စစ်ကြောင်းမှာအဆက်အသွယ်ပြတ်တောက်သွားကြောင်းစစ်တပ်သတင်းအရင်းမြစ်တွေကပြောကြားပါရယ်။ မေလာနေ့ရက်နေ့ကြဖြူမျိုးနဲ့မင်းတက်တောင်ရှိစစ်တပ်ကအကခဲစကန်တစ်ခုကိုအင်အားကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဲ့ဒီလိုတိုက်ခိုက်ရမှာအဲ့ဒီစကန်နဲ့ပတ်ဝန်းကျင်မှာတပ်ဖြန့်ထားတဲ့အင်အား80ပါစစ်တပ်စစ်ကြောင်းမှာအဆက်အသွယ်မရတော့ပဲပျောက်ဆုံးနေကြောင်းတပ်သတင်းအရှင်းမြစ်တွေကရှင်းပြပါရယ်အဲ့ဒီစကန်မှာကအင်အား50ကျော်နဲ့ကိမုံက30ကျော်လောက်ရှိရဲအဲ့ဒါအဆက်အသွယ်မရတော့ဘူးမေလာ3ရက်လောက်ခေတ်ကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာလို့တပ်သတင်းအရှင်းမြစ်တွေကဆိုပါရယ်အဆိုပါမင်းတက်တောင်ကခဲစကန်တိုက်ပွဲနဲ့ပတ်သက်ပြီးအင်အားကသတင်းထုတ်ပြန်မှုတစုံတရာလှုံ့ဆော်ခြင်းမရှိ သေးပါဘူးအလားတူရခိုင်ပြည်ကြောင်ပြူမြို့နယ်တွင်အာနာသိန်းစစ်ကောင်စီတပ်နှင့်အာရခတပ်တော်အေတို့ကြားတိုက်ပွဲများပြင်းထန်နေခဲ့ပြီးအေပီလာနောက်ဆုံးပတ်နဲ့မေလပထမပတ်တွင်ကြောင်ပြူမြို့နယ်စစ်ကောင်စီရဲ့အမှတ်30နဲ့ရဲတပ်ရင်အနီးနဲ့ဒညာဝရီရေးတပ်စခန်းကြီးတို့မှစစ်ကောင်စီနဲ့အေတို့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်ကြောင်ပြူမြို့နယ်တိုက်ပွဲအတွင်းဒညာရရှိတဲ့တပ်သားတွေကိုစစ်ကောင်စီကစစ်တွေစည်းရုံနဲ့တပ်နယ်စည်းရုံများကိုပို့ဆောင်ကူတာပေးနေကြောင်းစစ်တွေမျိုးစစ်သည်ရင်ရင်းမြစ်တွေကပြောပါတယ်အရေးအတွက်ကတိတိကျကျတော့မသိဘူးကြောင်ပြူတိုက်ပွဲက ဒဏ်ရာရတပ်သားတွေကိုစစ်တွေစီရင်ကြီးမှာလာရောက်ကုသပေးနေတဲ့သူတို့တပ်သားတွေထားတဲ့နေရာကိုပြည်သူတွေကိုဝင်ခွင့်မပေးဘူးပြီးတော့တပ်နယ်စီရင်နေပို့ထားတဲ့စေကုသပို့ရောက်လာတာက3-4ရက်လောက်တော့ရှိနေပြီလို့၎င်းကဆိုပါတယ် ကျောင်းပြုမြို့နယ်တိုက်ပွဲမှာအရခတက်တော်ရင်ကဒိုးစစ်ကြောင်းစစ်ကောင်စီဘက်မှအထိနာနေပြီးစစ်ကြောင်းအချို့နောက်ဆုတ်သွားတဲ့အခြေအနေရှိတယ်လို့ကျောင်းပြုသတင်းရင်းမြစ်ကပြောပါရယ်အမှတ်30နှစ်ရဲတပ်ရင်းနဲ့ဒညဝရီဟီတက်စကန်တစ်ပုတ်တောင်ဟီတက်စကန်အနီးကစစ်တပ်ရဲ့ကာကင်တွေကိုအေအေကဒိုးစစ်စင်တိုက်ခိုင်းနေတာတချို့ကာကင်စကန်နဲ့စစ်တပ်စကန်တချို့ကိုအေအေကနေရာဝင်ယူထားနိုင်တယ်လို့သိရတယ်စစ်ကောင်စီစစ်ကြောင်းတွေကာကင်စကန်တချို့ကလည်းအမှတ်30နှစ်ဘက်ကိုနောက်ဆုတ်သွားတာရှိရင်လက်ခမော်တက်စကန်ကိုတောင်းအေအေကတင်လိုက်ပြီလို့သတင်းရရှိထားတယ်တီးကြတော့အ တိမပြုတ်နိုင်သေးဘူးကြောက်ဖြူတပ်ပွဲကတော်တော်လေးပြင်းထန်နေတယ်လို့ပြောလို့ရတယ်လို့ကြောက်ဖြူတရင်အရှင်မြစ်ကပြောပါတယ်ကြောက်ဖြူမျိုးနယ်မှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲမှာလာနေငယ်ကြဂျိုးကြတိုက်ပွဲများနဲ့ဖြစ်ပွားလျက်ရှိပြီးအခုရက်ပိုင်းတွင်အေအေထိုးစစ်အရှင်မြင့်လာတာကြောင့်တိုက်ပွဲမှာပုံမပြင်းထန်လျက်ရှိတယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲတွေကြောင့်ကြောက်ဖြူမျိုးနယ်ရှိကျေးရွာပေါင်း20ထပ်မင်းနယ်မှာထွက်ပြေးတိမ်းရှောင်နေရပြီးတောင်းနေချီတဲ့ပြည်သူများလည်းအိုးမဲ့အိမ်မဲ့ဒုက္ခဖြစ်နေကြောင်းသိရပါတယ်ဆလဘီပလောမျိုးပေါ်ရှိစံဝင်းအရက်ဆိုင်မှာတောက်စားမှု ယူနေတဲ့လက်နက်ကန်ဖြူစော်တီ၃ခုပြစ်ခတ်တိုက်ခိုက်မှု၃လုံးတည်ဆောင်းနေကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းပလောမျိုးပေါ်ရှိစံဝင်းရက်ဆိုင်မှာတောက်စားမှုယူနေတဲ့လက်နက်ကန်ဖြူစော်တီ၃ခုပြစ်ခတ်တိုက်ခိုက်ရာ၃စလုံးတည်ဆောင်းခဲ့ကြောင်းမြင့်ခရိုင်အမှတ်၁တိုင်ရင်မှတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။မေလ၆ရက်နေ့ညနေ9:30မိနစ်30ခန်းမှာပလောမျိုးအမှတ်၄ရက်ကွက်ရှိစံဝင်းရက်ဆိုင်မှာတောက်စားမှုယူနေတဲ့ဖြူစော်တီကောင်းဆောင်ကလန်နီဖြူစော်တီကောင်းဆောင်ကျော်သူရာနဲ့ဖြူစော်တီ ခေါင်းဆောင်တန်းနိုင်တို့မြင်းခရိုင်အမှတ်တတရင်နဲ့မြင်းခရိုင်ပကဖပူပေါင်းဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။တည်ဆုံသွားတဲ့ပြူစော်တီတောင်းကပြည်သူများကိုချင်းချောင်းငွေညစ်ခြင်းဖမ်းဆီးခြင်းဂိတ်ကြီးကောက်ခြင်းလူငယ်များကိုအတင်းအတ်မှစစ်မှုထမ်းဆောင်ခြင်းပလောမြို့နယ်တွင်ဖြစ်ပွားခဲ့တဲ့တပ်ပွဲများတွင်ပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးခြင်းများလှုပ်ဆောင်ရမှာအဓိကပါဝင်တဲ့တရက်ခတ်များဖြစ်ကြောင်းသိရပါတယ်။ဒီကောင်တွေကအတော်အရေးပါတဲ့စစ်ကောင်စီတောက်တိုင်းအကြီးစားတွေလက်တံလဲရှိတဲ့ပလောမြို့နယ်တွင်မှရှိတဲ့တော်လိုင်းအင်အားစု ရဲ့မိသားစုတွေနေအိမ်တွေရရတွေကိုဒုက္ခအပြီးဆုံးကောင်းနေစစ်ကောင်စီ လော်ဘီပြူစော်တီငမင်းစီကိုအချက်လက်တွေပို့ပေးပြီး Telegram နဲ့ Facebook တွေကနေရသမျှအွန်ခိုင်းနေတာလေသူတို့ပဲသူတို့ကလက်နက်ကန်ပြူစော်တီပေါ်အတူရောအရှိကောရှိတယ်သူတို့ထက်ငယ်တဲ့ပြူစော်တီတွေကိုတော့စစ်တပ်ကလက်နက်ဆင်ပေးထားရတာလို့မြေခရိုင်အမှတ်1တိုင်းရမှာတာဝန်ရှိသူတောက်ကပြောဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်